တည်ဆုံးပြောမယ်ဆိုရင်ရာရှိအခြားဆင့်ပြင်ဒီရာရှိကတော်ပေါ့အဲကတော်တွေရောပါတယ်ပြင်မီကိုပေါ့နော်အဲ့အဖွဲ့တွေကလည်းဒါ20ကျော်လောက်ဒါတည်ဆုံးနေဆိုပြီးသိရတယ်မင်္ဂလာပါဈေးဦးပေါက်ကတော့နမခမုံရွာပေါ့နော်နောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာကိုရော့ကက်တွေနဲ့ပစ်တဲ့တရင်အဲ့ဒီတရင်က ထိခိုက်ပျက်စီးမှုစရင်မှာတခါလဲထွက်ခဲ့တာပေါ့နော်။ကျွန်တော်အထဲမှာစုံစမ်းတဲ့အခါမှာလေသတင်းတော်ရနေတယ်။ဒါမဲ့အဲ့လိုလုတဲ့အဖွဲရကဒါမထုတ်ပြန်သေးရဖြစ်တဲ့အတွက်ကျွန်တော်တို့ထိန်းရတယ်ပေါ့နော်။ဒါမဲ့ဒီနေ့မှာတော့ကျွန်တော်အဲ့အကြောင်းပြောလို့ရပြီပေါ့နော်။အာဘာတရပြောချင်နေတာ။အစအနေကဘာလို့လဲဆိုတော့ဒီနမခအမြဲတမ်းပြည့်ခန့်နေရပြီးတော့အမြဲတမ်းအောင်မြင်ခဲ့တာဖြစ်တဲ့အတွက်အဲအားရတယ်ပေါ့နော်။ပြီးတော့ကျတော့အခုဆိုလဲဒါ6လုံးကွဲတယ်ပေါ့နော်။ပြစ်တာ10လုံးလောက်ရှိတယ်။လုံးဝ drone ပြစ်စင်နေဆိုလှပါလှကြည့်ရတာပေါ့နော်။ rocket တွေစင်ထားတာများတကယ်မိုက်တယ် ပြီးရင်အဲဒီနေရာကိုတောက်လျှောက်ပြစ်ခတ်နိုင်ဖို့အတွက်ကိုတပ်ဖွဲ့တွေကအရန်ကိုမှဒါဘယ်လိုပြောမလဲစင်စက်မပြတ်စ조사နေတဲ့ဟာကိုလည်းသိတာသေးတယ်။သူတို့ကတော့တွေးမှာပဲသူတို့စီကိုလာပြီးတော့ဒါပထမပြစ်ခတ်ရပြီဆိုနေကဘယ်နေရာတွေကနေပြစ်တယ်လဲ။ပြီးရင်သူတို့လင်ညာတာမျိုးတွေလည်းရှိမယ်။အာဖန်စီရမိတယ်တို့ကွဲပဲနဲ့ပေါ့နော်။ကြံနေခဲ့တဲ့ဒါဒါတရားခွန်မမတွေဘယ်လိုမျိုးတွေတင်းစီရမိတယ်။ဘာညာဆိုပြီးတော့ဒါမျိုးကတော့သူတို့ကစစ်ကောင်စီဘက်ကတော့ထုတ်ပြန်နေကြပဲ ဒါပြီးရင်တို့ဘယ်နေရာတွေကပြတ်တက်တယ်ဆိုတဲ့ဟာကိုတို့လိုက်ပြီးတော့ဒါလုံကျွေးလောက်တာမျိုးတွေကိမုတ်ဝတ်တာမျိုးတွေအဲ့လိုပုံစံမျိုးတွေကတေချာပေါက်လောက်တယ်အဲ့လိုမျိုးလုံနေတဲ့ဂျားတွေကနေမှပဲတော်လိုင်းတက်ဖွဲ့တွေကလည်းတောက်လျှောက်တောက်လျှောက်သွားပြစ်တယ်တေချာပေါက်ပြစ်တယ်တေချာပေါက်ထိတယ်ပြီးရင်လောကဒါတက်ဖွဲ့တွေရဲ့အသုံးပြုရတဲ့ဒါဒါခေယန်းနေရာပေါ့နော်လောကခုနလိုပေါ့နော်စေယုံတုတ်တွေမဟုတ်တာဖြစ်တဲ့အတွက်ဒါချို့ပေါက်ကွဲတာရှိရဲ့ချို့ကဒါပြစ်ခတ်လို့မအောင်မြင်တာမျိုးရှိတယ်တကယ်တော့အောင်မြင်မယ်ဆိုလို့ရတယ်ဒီကောင်တွေပြကြနေကြပြီနောက်တစ်ခုက အချို့ထောက်ပံ့မှုပေါ့နော်တကယ်ကောင်းမွန်တဲ့ထောက်ပံ့မှုသာပြည်စုံလုံလောက်စွာရမယ်ဆိုရင်လုံပေါင်းအများကြီးပေါ့နော်အဲပြစ်ခတ်လို့ရနိုင်တဲ့အနေထားအဲ့လိုသာဆိုလို့ကတော့ဒီတက်ထိခိုက်ပျက်စီးမှုတွေကအများကြီးဖြစ်မှာပေါ့ဗျာအခုဆိုလဲဒါစီကိုတော့ပောက်ကွဲတဲ့အရာရှိနေရင်သုံးလုံးထိခိုက်တဲ့လိုင်းငန်းတစ်ခုပျက်စီးတယ်ပြီးရင်ဒါရိတ်ခါနဲ့ရိတ်ခါကိုတော့နဲ့ဒါယုံနေထိခိုက်ပျက်စီးတယ် ပြင်အရက်ကနှစ်စီးမီလောင်တယ်တေဆုံးပြောမယ်ဆိုရင်ရာရှိအခြားဆင့်ပြင်ဒီရာရှိကတော်ပေါ့အဲကတော်တွေရောပါတယ်ပြင်မီကိုပေါ့နော်အဲ့အဖွဲတွေကလည်းဒါ20ကျော်လောက်ဒါတေဆုံးတယ်ဆိုပြီးသိရတယ်၄ပေါင်း15ဦး19ဦးကအပြည့်ခံတန်ရာရတယ်ဆိုပြီးတော့လည်းသိရတော့ဒါဟာတကယ်ကိုအောင်မြင်တဲ့တိုက်ခိုက်မှုတစ်ခုလို့ပြောရမှာပေါ့နော်ပြီးတော့ဒီနေရာကိုတိုက်ခိုက်နိုင်တာတကယ်အကျိုးရှိတယ်ဘာလို့လဲဆိုတော့ဒီနေရာကနေမှအရင်နေ့ကမှဒါဆက်တက်လေကြီးနဲ့ပေါ့နော်ဘုံကျဲတိုက်ခိုက်တာမျိုးတွေလုပ်ခဲ့လို့ မြေသားပြည်သူတွေဒေသခံတွေတည်ဆုံထိတိုက်တန်ရာရတာတွေလည်းရှိတယ်။အဲပြီးတော့ဒီနေရာကနေပဲစစ်ကြောင်းတွေထိုးတယ်။ပြီးတော့အညာဘက်ကိုစစ်ရင်အားတွေပို့တယ်။ဒါမျိုးပုံစံမျိုးကိုဒါတောက်လျှောက်တောက်လျှောက်ဒါစဉ်စားမပြတ်လုပ်နေတဲ့နေရာဖြစ်တယ်ပေါ့နော်။အဲတော့အဲ့လိုနေရာမျိုးကိုအခုလိုမျိုးတိုက်ခိုက်နိုင်တဲ့ဟာကြီးမားတဲ့အောင်မြင်မှုလို့ပြောရမယ်။တကယ်လုံနိုင်ခဲ့တဲ့အဖွဲ့ကိုလည်းဂုဏ်ယူပါတယ်။တကယ်လေးစားပါတယ်။ဒီထက်ပိုပြီးလုံနိုင်ဖို့အတွက်ကိုလည်းဒါအဲပို့ပြီးတော့ထောက်ပံ့မှုတွေပေးကြပါအဲတက်ဖွဲ့တွေကိုပို့ပြီးတော့ကူညီပေးကြပါဒီလိုအောင်မြင်မှုတွေ စင်စမ်းပြတ်ကြားရဖို့အတွက်ကိုဝိုင်းဝန်းပြီးတော့ပံ့ပိုးပေးကြပါလို့လည်းပြောချင်တယ်ဗောနော်နောက်ထပ်အောင်ရုံတစ်ခုကတော့ဒါပကပတပ်ဖွဲ့တွေကရွှေဘုံမြို့နယ်အတွင်းကပြူစောတိစကန်3ကိုတပြိုင်တည်းဝင်တိုက်တယ်။တပြိုင်တည်းတိုက်တယ်။တိုက်တဲ့အချိန်မှာစကားစအသေးဆုံးမျက်မြင်ကြီးပဲဒါ18ယောက်လောက်တည်တယ်။နောက်ထပ်ထပ်တိုးတည်တာရှိသေးတယ်။အဲ့ဒါက9ယောက်လောက်ထပ်ပြီးတည်တယ်။အားလုံးပေါင်း24ယောက်လောက်ဖြစ်သွားဆိုပြီးတည်ရတယ်။တိုက်ပွဲတွေမှာဖမ်းမိတဲ့ကလေးငယ်တွေအမျိုးသမီးတွေရှိတယ်။ဒါစစ်တုံးမန်းလို့လည်းပြောလို့ရတယ်ဗောနော်။ရန်သူရမိသားစုတွေအဲ့လိုဟာမျိုးတွေကိုတော့ပြန်ပြီးတော့လှုပ်ပေးလိုက်တာမျိုးတွေရှိတယ်။ ဲ့လိုလွတ်ပြေးတဲ့အတွက်အမြင်မကြည်တွေလည်းမဖြစ်ကြပါနဲ့ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ချစ်ကောင်စီရဲ့အတုံးချခံနေဖြစ်နေတာဖြစ်တဲ့အတွက်အဲတို့တွေဒါကလေးတငယ်တွေလည်းပါတယ်။တကြီးရွယ်တွေလည်းပါတယ်။အမျိုးသမီးတွေလည်းပါတယ်ပေါ့နော်။အဲ့တော့ဒီဒီဟာတွေကိုတော့ဒါတပ်ဖွဲ့တွေကခုနလိုတိုက်ပွဲတွင်းမှာလှုပ်ရှားသွားရတာမျိုးတွေထိမ့်သိမ့်မှုခက်ခဲတာမျိုးတွေဒါတွေကြောင့်မလို့တို့ဘေးကင်းရဖို့လွတ်ပေးလိုက်တယ်ဆိုရဲဟာမျိုးဒါသိရတယ်ပေါ့နော်အဲ့ဒီဟာလည်းကောင်းတယ်ကောင်းတယ်ဆိုတာကမင်းတို့လိုမျိုးငါတို့ကစစ်ကောင်စီလိုမျိုးပေါ့နော်ငါတို့တော်လိုင်းတပ်ဖွဲ့တွေက မစာမနာနဲ့ဒါလူသားမဆန်တဲ့သူတွေမဟုတ်ဘူးတိုက်ပွဲတွေမှာရန်သူရဲ့မိသားစုဆိုရင်တော့မှငါတို့ကကလေးငယ်နဲ့အမျိုးသမီးတွေကိုခုနလိုမျိုးညှတာထောက်ထားရရှိတယ်မင်းတို့လိုမျိုးဘယ်တော့မှမလုပ်ဘူးဆိုတဲ့ဟာကိုပြနိုင်ခဲ့တယ်ပြရုပ်တခုလည်းပြတ်တယ်ပေါ့နော်ပြီးတော့ကျတော့လုံးဝပြလိုင်းမော်တင်မှာမလို့ညင်ကောင်းအောင်ပြကောင်းအောင်ဆိုတဲ့ပုံစံမျိုးလုပ်တာမဟုတ်ဘူးဒါတကယ်သိတာစီတယ်သူတို့တွေအထက်ကနေတက်လာတဲ့အချိန်မှာဒါခုနလိုပေါ့နော်အာဒီဘက်ကိုလည်းမြင်လားဒီဘက်ကိုမြင်လားဒီဘက်မှာပြန်ပုတ်ပါကြအဲ့လိုမျိုးပုံစံမျိုးနဲ့ကဲထုတ်ပေးတာမျိုးတွေက တကယ်ကိုဒါလူသားဆန်တဲ့ပုံစံမျိုးတွေအပြုတ်မှုမျိုးတွေဗျာအဲဥစ္စာရန်သူစစ်ကောင်စီဘက်ကတပ်သားတွေဘယ်တော့မှမလုပ်တဲ့အပြုတ်မှုမျိုးအဲဒါကြောင့်ကျွန်တော်ကရန်သူစစ်ကောင်စီကိုတိုက်နေတယ်ဆိုပေမဲ့စစ်ကောင်စီလိုပုံစံမျိုးမဖြစ်ဖို့ကဒါတွေကလည်းအရေးကြီးတယ်ဆိုတာကိုသိစေချင်တာပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကဒါမိတဲ့စစ်တုံးပန်းဆိုတဲ့စစ်သားတွေဆိုရင်တော့လေဒါသူတို့ရဲ့ထိုက်တန်နဲ့ပြည်မှုပြည်တန်နဲ့ပေးရမှာပေါ့ဒါကတော့တမျိုးပေါ့နော်အခုဟာတော့ဒါခုနလိုမိသားစုတွေဖြစ်တဲ့အတွက်ပြီးရင်တက်ကြီးရိုးတွေလည်းပါတယ်မျိုးသမီးတွေကလေးငယ်တွေလည်းပါတာဖြစ်တဲ့အတွက်ပြန်ပြီးလှုပ်ပေးတာကိုတော့ဒါ အပြစ်မမြင်ပါနဲ့ဗောနော်အဲပြီးတော့စစ်ကောင်စီဘက်ကကောင်နေဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါကြီးကတော်တော်ဆိုးွားတဲ့ဖြစ်စဉ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကြည့်ပဲကိုလို့ယုံပြေးသွားတယ်ဆိုတဲ့ပုံစံမျိုးအဲ့မှာဖမ်းမိတဲ့ကောင်တွေလည်းရှိတယ်အဲဖမ်းမိတဲ့အချိန်မှာလုံးဝအာမတန်လို့မန်ရှော့ရတဲ့ပုံစံမျိုးတွေအဲ့လိုပုံစံမျိုးကောင်တွေလည်းရှိတယ်ဗျာအဲဒါပေမဲ့ခုနလိုပေါ့နော်မိသားစုတွေပါထားပြီးထွက်ပြေးရလောက်တဲ့အထီကိုဒီကောင်တွေပွက်ပြက်နေအောင်မြင်ရတယ်ဗောနော်အဲအဲ့ဒီခါကလည်းဒါမိသားစုတွေဘက်ကကြည့်မယ်ဆိုရင်စိတ်နာစရာကြီးဗောနော်ငါတို့ယောက်ျားတွေကဘာလို့ထားခဲ့ရလဲအဲ့ပုံစံမျိုးတော့ဖြစ်တာဗောနော်နောက်တစ်ခုကတော့ကျွန်တော်သတိထားမိရရှိတယ်အဲ့မှာ ဒါအမြဲတမ်းလည်းပြည်သူတွေကလာပြောကြတယ်ဒီပြူတွေကပေါ့နော်ပြူတွေကစစ်ကောင်စီစစ်သားတွေထက်တော့ပိုဆိုးတယ်ဆိုပြီးတော့လည်းသိရအဲတော့ကျတော့တာဝန်ရှိတဲ့အာတပ်ဖွဲ့ဝင်တွေတာဝန်ရှိတဲ့အဥဆောင်သူတွေကတော့တရားတွေကိုကောင်းကောင်းမွန်မွန်ကင်တွယ်နိုင်လိမ့်မယ်လို့ယူဆတယ်ဘာလို့လဲဆိုတော့ဂျုံရီစီကိုလာပြီးတော့ပြောပြသမျှလာတိုင်သမျှဟာတွေအကုန်လုံးကိုကြည့်မယ်ဆိုရင်စစ်ကောင်စီတက်တောင်မှဒီပြူတွေကိုပုံမုံနေတာမျိုးရှိတယ်အဲ့ပြူတွေကလည်းစစ်ကောင်စီတက်ကိုပို့ပြီးတော့ယုံညံ့တဲ့လုပ်တွေကိုဒေသခံပြည်သူတွေပေါ်မှာ ကျူးလွန်နေရမျိုးရှိတာပေါ့ဗျာအဲ့တော့ကျတော့စိတ်နာစရာတွေကြီးပဲပေါ့စိတ်နာမယ်ဆိုရင်တော့နာစရာတွေကြီးပဲပေါ့ဗျာအဲနောက်တစ်ခုသတိထားမိရတာကတော့သူရဲ့စကန်းနေပေါ့နော်ဒီပြူရွာတွေပြူစကန်းနေဆိုပေမဲ့လည်းတိချာကြကြနနပုံစံမျိုးတွေသူတို့တိဆောက်နေရမျိုးတွေသတိထားမိလာတယ်ဘန်ကာဆိုလည်းဘန်ကာအလျောက်ပေါ့နော်ဒါမျိုးပုံစံမျိုးတွေသူတို့တိဆောက်နေရရှိတယ်အဲပြီးတော့လက်နက်ခဲရန်အသုံးပြုမှုပိုင်းမှာလည်းပေါ့နော်အရင်ထက်တော့ပုံမူတာလုံကောင်းမွန်တဲ့ဟာမျိုးတွေသူတို့တုံးနေတာမျိုးတွေလည်းသတိထားမိတယ်။ဒါဟာစစ်ကောင်စီရဲ့နောက်ွယ်ကနေပြီးတော့ထောက်ပံ့ပေးတဲ့အထောက်ပံ့နေဖြစ်တယ်လို့ပေါ့နော် အဲသူတို့ကိုယ်တိုင်ကစတချို့ဆိုရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ပြည်သူစီကအနိုင်ကျင့်ပြီးတော့သူတို့ရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့အတွက်ဆိုပြီးတော့ဝယ်ယူသုံးဆွဲနေတဲ့လက်နက်တွေလည်းရှိလာတယ်ပေါ့နော်အဲကြတော့သူတို့ဘက်မှာကအစဒီလက်နက်မှောင်ကိုဈေးွက်ကြီးတွေရှိနေတာပေါ့ဗျာအဲအဲ့ဟာမျိုးတွေလည်းဒါသတိထားတင်တယ်ပေါ့နော်အဲသူတို့ရဲ့စခန်းတွေကိုဘလိုတောင်တိဆောက်လဲဆိုတော့ဒီပလဲဘက်ကတပ်ဖွဲ့ဝင်အနေနဲ့ပြောရတဲ့ခါပေါ့နော်ပလဲဘက်ကချုပ်ပြူပါစခန်းတွေကငတ်နေတာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့တိဆောက်မှုက စကန်နေကိုဘလို့တော့လုပ်လဲဆိုတာဒီဒီပြစ်ချင်းနေဘန်ကားတွေမြေဆိုင်တဲတွေပုံစံမျိုးအပြင်မှာမြေကြီးအောက်ထဲမှာဆာကားထိုးလို့ရတဲ့အဆင့်ထိရောက်အောင်လုပ်နေတာမျိုးရှိတယ်။လောက်မှာမြေကြီးအောက်မှာပဲနေတာ။အပေါ်ကနေ drone နဲ့ကြည့်လိုက်မယ်ဆိုရင်ဘာမှမမြင်ရအောင်ပေါ့နော်။အဲပြီးတော့ဒီဆက်တွေမြောင်းနေရဆာသူကအပေါ်ကနေဖုံးလို့ရအောင်ပုံစံမျိုးကြီးလှုပ်လာ။ပြောရရင်တော့စစ်တပ်ကခံစစ်ပြင်ဆင်တဲ့စကန်တစ်ခုလိုပုံစံမျိုးကဆာသူတို့တွေဖန်တီးနေတာမျိုးရှိလာတယ်။အဲပြီးတော့အဲ့ထဲကနေမှထွက်ပြီးတော့ဒါရွာနီးချုံဆက်ပေါ့နော်။အဲ့နေရာမျိုးတွေကိုဒါအချင်း နိုင်ဝက်45မိနစ်လောက်အရယူပြီးတော့ဓမြတိုက်တာမျိုးတွေလူယူတာမျိုးတွေအဲဒီလိုမျိုးဒီစားရေးတောက်ရင်းနဲ့ပတ်သက်လို့ဒီဒီရွာတွေပေါ်မှာတွားပြီးဒေသခံတွေပေါ်မှာဒါအနိုင်ကျင့်ပြီးတော့တောင်းရင်တာမျိုးတွေအနိုင်ကျင့်တာမျိုးတွေဒါမျိုးပုံစံမျိုးတွေလုပ်နေတာမျိုးရှိရပြီးရတဲ့ချက်ချင်းစကန်နဲ့ပြောင်းဝင်အထဲထဲမှာပုံအဲ့လိုပုံစံမျိုးတွေလုပ်တာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ငတ်တာကတော့ငတ်နေတာပဲဒါပေမဲ့အဲ့ကြေးရွာတွေကိုထွက်ထွက်ပြီးတော့အနိုင်ကျင့်လို့ရနေတော့သူကအခုလိုမျိုးဖြည့်ရှင်းနေတာမျိုးတွေတော့ရှိတယ် ကြောက်သလားဆိုတော့တိတ်ကြောက်တော့ပေါ့လုံးဝ pure sight တွေလိုပဲမြေကြီးအောက်ထဲမှာပဲနေတော့အဲအဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့နော်ဒါမှမဟုတ်လည်းတည်ကြပါတယ်အဲဒီနေရာတွေကလည်းအချိန်တစ်ခုကြာတဲ့ခါကျရင်တို့တွေလက်လွတ်ဆုံးရှုံးရမယ့်နေရာတွေဖြစ်လာလိမ့်မယ်အဲတပ်ဖွဲ့တွေဘက်ကလည်းဒီနေရာတွေရဲ့အခြေအနေတွေတိထားပြီးသားပေါ့နော်ရှေ့မှာဆိုလည်းအဲ့လိုမျိုးပြစ်ပြစ်စင်ရှိရလေဘာလို့လဲဆိုတော့ ်အဲအိုက်ပြရွာတွေကနေအပြင်ထွက်လာတယ်လဲထုံမို့ဆိုပြီးထွက်လာတယ်ငတ်နေတာကိုငတ်နေရောကြာထွက်လာတဲ့အချိန်မှာတပ်ဖွဲ့တွေကစောင့်ကြည့်ပြီးတိုက်ခိုက်တာမျိုးနေ့စဉ်နဲ့မြစောင့်ကြည့်ပြီးတိုက်ပွဲပုံစံဖန်တီးနေတာမျိုးတွေတော့တောက်လျှောက်ရှိတဲ့အကျိုးမြတ်ရနေရလဲရှိတယ်ပေါ့နော်အဲတော့ဒါကလည်းဒါပြရွာတွေရဲ့အချိန်နေပြတွေလှုပ်ဆောင်နေတဲ့အချိန်နေပေါ့နော်စစ်ကောင်စီတပ်တော်မရိုင်းတဲ့ပြတွေအကြောင်းကိုကျွန်တော်တိရစွာပြောပြပေးရပါပေါ့နော်နောက်တစ်ခုကဒါဆလင်းမျိုးကဒါဆာဖရုံကိုတိုက်ခိုက်တဲ့ဟာအဲ့ဟာထူးခြားတာရှိတယ်ထူးခြားရှိတယ်ဆိုတော့ခြားကြောင့်မဟုတ်ဘူး သူကဘုံခွဲပြီးတော့တိုက်ခိုက်တာပေါ့နော်အဲတိုက်ခိုက်တယ်အဲမိုင်းနဲ့ဒါအဝေးထင်းနဲ့တိုက်ခိုက်တာပေါ့တိုက်ခိုက်တဲ့အချိန်ကအဲတိုက်ခိုက်တဲ့အချိန်ကထူးကြတာဘာလို့လဲဆိုတော့အဲအချိန်မှာသူကဆလင်းစင်ပြူကျွန်းကားလမ်းကနေပြီးတော့တင့်ကားတွေပါအပါပေါ့နော်စစ်ကြောင်းတွေခွဲပြီးတော့တက်လာတာရှိတယ်အဲလိုမျိုးတက်လာပြီးတော့ဒီဆလင်းမြို့ထဲမှာရဲပြီးရင်ဆလင်းမြို့ဘေးနားမှာရှိတဲ့ကျေးရွာတွေကအဲစစ်ကြောင်းတွေထိုးနေတဲ့အချိန်မှာအဲစားရဖယုံညို့ခုနလိုဖောက်ခွဲတိုက်ခိုက်တာမျိုးလုံနိုင်ခဲ့တာပေါ့နော်အထိကိုက်တွေတေဆုံးနေဘယ်လောက်ရှိသလဲဆိုတာမသိရအောင်ဆိုရင်တော့မှသူတို့6ချားတုံလောက်အောင်လုံနိုင်ခဲ့တယ် နောက်တစ်ခုကမင်းတို့ရှိမှဘလောက်မဲမဲမင်းတို့ရဲ့နောက်မှာမလုံခြုံဘူးဆိုတဲ့ဟာကိုပြနိုင်ခဲ့တာအဲ့ဟာကိုလုံးဝလုတ်သွားနိုင်တဲ့အဖွဲ့ကိုလည်းတကယ်ချီးကျူးလေးစားတယ်ဒါပေမဲ့လဲဆိုဘလိုပဲဖြစ်ဖြစ်လုံးဝထင်မှတ်မထားတဲ့ဟာကြီးကိုလုတ်ပြခဲ့တာပေါ့နော်အဲ့လိုလုံနိုင်ဖို့အတွက်သူတို့ကိုယ်တိုင်ကစားထင်ထားမှာမဟုတ်ဘူးဘာလို့လဲဆိုဒီအဖွဲ့တွေအဲ့သူတို့မြို့ထဲမှာရောက်နေမယ်ရွာတွေမှာချစ်ချောင်းထိုးနေမယ်အဲ့လိုအနေထားမျိုးမှာဒါလုံခြုံရေးအစပေါ့နော်စစ်ဆေးတာတွေစီစစ်တာတွေအများကြီးရှိနေကြတဲ့ကတပ်ဖွဲ့တွေဘလို့မှမလုံနိုင်ဘူးဆိုပြီးတော့တွေးထားမှာဒီလိုမျိုးလုံနိုင်ခဲ့တဲ့ဟာကတကယ် ဂုံယူစရာကောင်းတယ်ပေါ့နော်။ဒီကောင်နေဟာငါတို့အထက်ထဲမှာနေတာမှမလုံခြုံတော့ဘူး။ပြီးရင်အပြင်မှာစစ်ကြောင်းနေငါတို့ဘက်ကစစ်ကြောင်းနေထိုးနေတာတောင်မှပဲမလုံခြုံတော့ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်သွားစေတယ်ပေါ့နော်။အဲအဲ့မှာဒါဆလင်းဘက်မှာဆိုလဲခုနောက်ပိုင်းတိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်လာဖို့ရှိနိုင်တယ်။အဲဒီစစ်ကြောင်း၃ကြောင်းခွဲပြီးတော့လာတယ်ပေါ့နော်မကွေးဘက်ကနေဆလင်းကိုလာတဲ့စစ်ကြောင်း၃ကြောင်းရှိတယ်ဆလင်းမြို့နယ်တညောင်တိုက်နယ်တဲကနေပြီးတော့စစ်ကြောင်း၃ကြောင်းလာတာရှိတယ်စနေစင်ပြူကျွန်းလမ်းပိုင်းကနေပြီးတော့စစ်ကြောင်း၃ကြောင်းလာတာရှိတယ် တန်ချက်ကကားနှစီအပြင်မှာဖောကားတွေလည်းပါတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲအဲ့တော့ကြတော့အဲ့အဖွဲတွေတောက်လျှောက်ဒီလိုမျိုးစစ်ကြောင်းထိုးလာတဲ့အချိန်မှာအဲတော်လိုင်းတပ်ဖွဲ့တွေကလည်းစောင့်ကြိုတိုက်ခိုက်တာမျိုးတွေတောက်လျှောက်ဖြစ်လာနိုင်တယ်ဖြစ်လာတာတွေလည်းရှိလာပြီပေါ့နော်အဲတော့ကြတော့တိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်လာဖို့ရှိနိုင်တယ်ပြီးတော့ဒါဆလင်းစင်မြူကျွန်းလမ်းပိုင်းကိုလည်းဒါယာယီပိတ်ထားတယ်ပကပတပ်ဖွဲ့တွေကယာယီပိတ်ထားတယ်တခြားကြောင့်မဟုတ်ဘူးဘာလို့လဲဆိုတော့ဒီလမ်းပိုင်းတွေမှာဒီကောင်တွေခုနလိုမျိုးလှုပ်ရှားတာတွေလှုပ်လာပြီဆိုရင်လည်းကတော်လိုင်းတပ်ဖွဲ့တွေကလည်းပြင်းပါခွေးရှိတဲ့နေရာကို ပြင်းကိုပြင်းမှာခွေးစာကိုကျွေးကိုကျွေးမှာကျွေးမှာဖြစ်တဲ့အတွက်အဲ့လိုမျိုးအခြေအနေမှာပြည်သူတွေတွာလာနေတယ်ဆိုရင်မလို့အပ်ပဲထိခိုက်နေတာမျိုးရှိမှာဆိုလို့ခုလိုမျိုးပန်ကြွားတာဖြစ်တယ်ဗောနော်သူတို့ပြောတာကဒါမေတ္တာရက်ခံတယ်လို့ပြောထားတာအဲ့ဟာလေးတိတ်လှတယ်ဗောနော်အဓိကတော့ဒါပြည်သူတွေကိုခਿੱတရာရည်ဒီကောင်းနေအနေရရှိနေတာဖြစ်တဲ့အတွက်ပြည်သူတွေကြားမြက်စေခြင်းလို့အဲ့ပြီးတော့ကြတော့ဒီကောင်းနေရှိတဲ့နေရာနဲ့ဝေးဝေးမှာနေဖို့အတွက်တယ်လေဒါပန်ကြားထားရရှိတယ်အဲ့ပြီးတော့ကြတော့ဒီကောင်းနေနဲ့အနီးအနီးမှာရှိနေတဲ့အခါတိုက်ပွဲဖြစ်ပြီဆိုတဲ့အခါမှာ မှားယွင်းပြီးပြစ်ခတ်ခံရမှာမျိုးတွေသူတို့ဒါစိုးရိမ်လို့ပြောတာမျိုးတွေရှိတယ်အဲနောက်တစ်ခုကတော့တိုက်ပွဲဖြစ်လာပြီဆိုတဲ့ခါကျရင်စစ်ကောင်စီဘက်ကအထိကိုက်ရှိရပဲဖြစ်ဖြစ်သွားဖို့လာဖို့လိုအပ်တာပဲဖြစ်ဖြစ်ဒါပြည်သူတွေရဲ့ကားတွေကိုချောဆွဲတာမျိုးတွေတောက်လျှောက်လုပ်တယ်အဲလိုမျိုးတွေလောက်ခံရတဲ့အခါမှာတိုက်ပွဲကြားထဲမှာညက်မှာဆိုလို့ပြီးရင်စစ်ကောင်စီရဲ့အနိုင်ကျင့်မှုတွေကိုခံရမှာဆိုလို့ပြီးတော့အဲ့ကြားထဲမှာကိုကျိုးရှာတဲ့ကောင်တွေကစစ်ကောင်စီဘက်မှာရှိအဲလိုမျိုးကောင်တွေရဲ့အနိုင်ကျင့်မှုတွေလူယူမှုတွေဖြစ်မှာဆိုလို့ဆိုပြီးတော့အခုလိုမျိုး ေတ္တာရက်ခံတာမျိုးတွေကိုဒါထုတ်ထုတ်ပြန်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းဒါဂယူဒီဇိုင်းရှိစေခြင်း ਨੇ နောက်တစ်ခုကတော့အဲ့ဘက်မှာဒါအနီးတစ်ဝက်ကြေးရွာတွေပေါ့နော်ဇလင်းမျိုးအနီးတစ်ဝက်ကတချို့ကြေးရွာတွေကစေဘေးရှောင်နဲ့ပုံစံမျိုးတွေဖြစ်လာပြီပေါ့နော်အဲ့တော့ဘလိုဝဲဖြစ်ဖြစ်စေဘေးရှောင်ရပြီဆိုတဲ့ကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေလုံးဝအကုန်လုံးမယူသွားနိုင်ဘူးထားခဲ့ရတယ်အရေးတကြီးဟာတော့ပဲယူသွားတယ်ချို့ဆိုရင်ဘာမှတော့မယူနိုင်မဲနဲ့ဒါဘေးလွတ်ရာကိုရှောင်ကြတင်းကြရတယ်အဲ့တော့ကျတော့မပြည့်စုံဘူးပေါ့ဗျာ စားရေးတောက်ရေးနေရေးထိုင်ရေးဒီလိုမိုးရသည့်ကာလပိုဆိုးတာပေါ့အဲကြတော့ဒါယောဂဗျာကျမ်းမာရေးဒါတွေအစားလိုအပ်မှုတွေရှိလာနိုင်တယ်အဲ့အတွက်လည်းတနေတဲ့လောက်နှိစက်ရတော်လည်းတက်ဖွဲ့တွေစီကန်းနေကိုညီပေးကြဖို့မြေတာရက်ခံကြတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကချင်ပြည်နယ်ဗမော်ပေါ့နော်အဲ့ဘက်ချမ်းမှာဒီဗမော်မှာသူကနန်ဖာရက်ွက်ရှိတယ်နန်ဖာဘုံကြီးကျောင်းရှိတယ်ရွှေကြည်နားဆိုတဲ့ဘုံကြီးကျောင်းရှိတယ်နောက်ခိုရက်ွက်ထဲကတကွန်နိုင်ဘုံကြီးကျောင်းအဲ့လိုမျိုးနေရာတွေပေါ့နော်ပြောသွားတဲ့ဟာတွေအကုန်လုံးထဲမှာဒါ ာသနာနယ်မြေတွေကြီးပဲပေါ့နော်အဲ့လိုနေရာမျိုးတွေကိုလေကြောင်းတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေရာမျိုးတွေရှိတယ်တခြားကြောင့်မဟုတ်ဘူးတွန်လိုင်းတပ်ဖွဲ့တွေခိုအောင်နေနိုင်ပါတယ်ဆိုတဲ့နေရာမျိုးလိုယူဆပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ပြောနေတာဖြစ်တယ်အဲနောက်တစ်ခုကတော့အဲအဲ့လိုနေရာတွေကသူတို့အခုဆိုရင်ဒါရေကြောင်းကနေပြီးတော့တက်လာတဲ့တင်မောတွေစစ်တင်မောတွေရှိတယ်ပေါ့နော်ပြီးရင်ဒါကန်တို့ရင်ရင်တွေရှိတယ်ပြီးတော့ဒါအရက်ဘက်တင်မောတွေကိုချောဆွဲပြီးတော့ရိတ်ခါပါညာဒါမျိုးပုံစံမျိုးလိုအပ်တဲ့ခဲရမီကြောင့် တည်လာတဲ့တင်မောတွေအားစတက်လာတာရှိတယ်။အဲဥစ္စာကိုဟိုနေ့ကဒါသတင်းတစ်ခုမှပဲတွေ့တွေ့လဲရလိမ့်မယ်။သလိုင်းတက်ဖွဲ့တွေကပြေခတ်တက်ခိုက်တာမျိုးတွေလုပ်တဲ့အခါဒါတစည်းရပျက်စီးလို့ဆက်ဆက်ပျက်စီးသွားပျက်စီးသွားလို့နှစ်စည်းနဲ့တွဲပြီးတော့တည်သွားရတယ်ဆိုတဲ့ဟာမျိုးရှိတယ်။အဲ့တော့စစ်ကောင်စီကအခုမိုးကာလမှာရေချောင်းကိုအဓိကအားပြုပြီးတော့အသုံးပြုနေတဲ့အခါဒီနေရာမျိုးတွေကိုလည်းသူတို့ကအပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့စူးစမ်းခြင်းနဲ့ဘာလို့လဲဆိုတော့ရှေ့မှာသူတို့ပြောထားတာဟိုဗမောရရင်ဗမောသာရအောင်တိုက်ရတယ်ဆိုရင်မြကြီးနားမှာအစ်စ်ပေးမယ်ဆိုပြီးတော့ပြောထားတာရှိတယ် မြေကြီးနားမှာလက်ဆောင်ပေးမှာပေါ့နော်အဲဒါကြအဲ့ဒီဘမော်မရဖို့ရေးကိုအသေးအံခုခံဖို့လုပ်တဲ့အခါရေချောင်းကနေမှာထပ်ပြီးအင်အားဖြည့်ဖို့အတွက်သူတို့စူးစမ်းလာနေရတယ်ရှိလာပြီအဲ့တော့အဲ့လိုမျိုးတက်လာပြီးဆိုရင်ခုနပြောတဲ့နေရာတွေကဒါမြစ်ကမ်းလိုနေရာမျိုးတွေဖြစ်တယ်အဲတခြားလုံးကပေါ့နော်အဲတခြားလုံးကအဲ့လိုနေရာမျိုးတွေဖြစ်တော့သူတို့တွေအတွက်အဲချိန်ချောက်ခံရနိုင်တဲ့နေရာတွေဖြစ်လို့ဒီလိုနေရာမျိုးတွေကိုစိုးမှုဖို့အတွက်ကိုပြန်ပြီးတော့စူးစမ်းတာတွေရှိနိုင်တယ်ဆိုပြီးတော့ဒါကျွန်တော်ယူဆတာပေါ့လေနော် အဲ့လိုဝက်ဖြစ်ဖြစ်အဲ့ဘက်ကတိုက်ပွဲအခြေအနေတွေကလည်းပိုပြီးပြင်းထန်လာဖို့ရှိနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါလမ်းဟောင်းဖြစ်တဲ့ပေါ့နော်အဲရန်ကုန်မန်းလေးလမ်းဟောင်းဖြစ်တဲ့ရင်းနီမြို့လာတာကရဆွာရေတာရှိတောင်ကူပြီးရင်အုတ်တွင်ကျွဲပွဲဇေယဝတီဖြူးအဖြူးလဲဒါအခုဆိုရင်ဟိုနေရာမှာဖြစ်တာရှိရေပေါ့နော်ပြီးရင်ညောင်မင်းသာကညုတ်ကွင်း ပဲနယ်ကုန်းကြောက်တကားကြောက်တကားဆိုလဲဟိုနေရာမှာဖြစ်လာအဲ့တော့အဲ့ဘက်လမ်းပိုင်းမှာလဲစစ်ကောင်စီဘက်ကစိုးမိုးနိုင်မှုတော်တော်လေးကိုကြာဆင်းလာတာတွေ့ရတယ်ဒလိုင်းတပ်ဖွဲ့တွေကထိန်ချုပ်နိုင်တဲ့နေမြေတွေကပူပူပြီးတော့များလာတယ်ဆိုပြီးပြောလို့ရမယ်ပြီးတော့အဲ့လမ်းပိုင်းကိုတို့တွေနေနဲ့အရင်လိုမျိုးပေါ့နော်လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားတဲ့ပုံစံမျိုးလုံးဝမလှုပ်ရဲတော့ဘူးအဲ့လိုလှုပ်တာနဲ့ဖြတ်တောက်တိုက်ခိုက်ခံရတာမျိုးတွေလည်းတောက်လျှောက်ရှိလာတယ်အကြီးပိုင်းနေရာစားထိခိုက်တာမျိုးတွေဖြစ်လာတယ်ပြီးတော့ဒါခုနလိုပေါ့နော်ဆေးရုံရောက်မှတည်သွားတဲ့ကောင်တွေတို့ကတော့အဲ့လိုကောင်မျိုးတွေလည်း ဒီလမ်းပိုင်းတွေမှာဖြစ်လာတာရှိတဲ့အတွက်ပေါ့နော်အဲအဲ့ဘက်ချမ်းကလည်းတော်လိုင်းတပ်ဖွဲ့တွေပို့ပြီးတော့စိုးမိုးနိုင်တဲ့နေတခါတစ်ခုဖြစ်လာတယ်အဲ့တော့တော်လိုင်းတပ်ဖွဲ့တွေစိုးမိုးနိုင်တဲ့နေမြေတွေကပို့ပို့ပြီးတော့ကျေလာလေလေစစ်ကောင်စီဘက်ကခုနလိုဒေသခံပြည်သူတွေပေါ်မှာအနိုင်ကျင့်တာတွေအဲလေချောင်းနဲ့တိုက်ခိုက်တာမျိုးတွေအဲသူကရန်သူမိမိမခွဲခြားတော့ဘဲနဲ့အဲလက်နက်ကြီးပြစ်တာမျိုးတွေဒါမျိုးတွေပို့ပြီးတော့လှုပ်လာနိုင်တယ်အဲ့အတွက်ပြည်သူတွေအနေနဲ့လည်းဒီစီအသည့်သတိတွေပို့ပြီးရှိဖို့လိုအပ်လာပြီဆိုတော့လည်းပြောကျင်တယ်ပေါ့နော်အကြံပေးကျင်တယ် ဇလိုင်းတပ်ဖွဲ့တွေကထုတ်ပြန်တဲ့ဟာတွေပန်ကြားတဲ့ဟာတွေမြစ်တာရက်ခံတဲ့ဟာမျိုးတွေဆိုရင်လည်းလိုက်နာပေးကြဖို့ဒါလေးလည်းတောင်းဆိုခြင်းနဲ့ပေါ့နော်ပြီးတော့ဒါနောက်တစ်ခုကတော့မင်းအွန်လိုင်းပေါ့နော်မင်းအွန်လိုင်းဒါရုရှားကိုသွားရတာရုရှားကိုလာရတာပေါ့နော်သွားသွားသွားတာပေါ့နော်အဲရုရှားကိုရောက်တဲ့ချိန်မှာပြောတာရုရှားကိုလာရတာသူ့အတွက်စိတ်ချမ်းသာတယ်ပေါ့နော်နောက်တစ်လက်လာနိုင်ဖို့ကြိုးစားပါအောင်မယ်ဆိုပြီးတော့ပြောတာအဲ့ဒီကောင်စိတ်ချမ်းသာတဲ့နိုင်ငံကအများကြီးမရှိဘူးအဲ့ရပဲရှိရရုရှားတရုတ်ဗလာရုဒါမျိုးပုံစံမျိုးပဲရှိရလीနော် အဲအဲ့လိုမျိုးနေရာမျိုးမှာသွားလို့သူစိတ်မချမ်းသာရည်နဲ့စိတ်ချမ်းသာစရာနေရာမရှိတော့ဘူးအဓိက तू तू အခုနိုင်ငံမြန်မာနိုင်ငံထဲမှာနေရတာကသူ့မှာစိတ်မချမ်းသာတဲ့ပုံစံဖြစ်နေတာနေ့စဉ်နဲ့များဒါဒေါ်လာရင်းတပ်ဖွဲ့တွေရဲ့သတင်းကောင်းတွေကပေါ့နော်ဒီကောင်းအတွက်စိတ်ချောက်ချားစရာတွေဖြစ်နေမယ်ကျွန်တော်ထင်တယ်ဒီကောင်းကောင်းကောင်းမွန်မွန်ရောအိတ်ရရဲ့လားပေါ့နော်အိတ်ကောအိတ်နိုင်ရဲ့လားဆိုတာလည်းတွေးမိတယ်ဘာလို့လဲဆိုတော့နေ့အတိုင်းမှာအောင်မြင်မှုနဲ့ပတ်သက်လို့ဘာမှမမေရမရှိဘဲနဲ့ဆုံးရှုံးမှုတွေကြီးပဲသူရင်ဆိုင်နေရတယ်ဆုံးရှုံးမှုတွေကြီးပဲသူ့ကိုတင်ပြနေတာကိုသူဖတ်နေရမယ် နားထောင်နေရမယ်ဆိုတော့သူ့နေရာနေခန်းစားခြင်းတော်တော်ကိုစိတ်ဆင်းရဲစရာကောင်းပါအဲအကြောင်းမလို့ရုရှားကိုရောက်တဲ့ခဏလေးမှာသူ့မှာစိတ်ချမ်းသာရဆိုပြီးဖြစ်တာဖြစ်မှာပေါ့နော်အဲကြောင့်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ဒီဘက်မှာဒေါ်လန်တက်ဖွဲ့တွေကတော့စဉ်ဆက်မပြတ်သူတို့လုံနိုင်တဲ့အပိုင်းတွေမှာဇက်တိုက်လှုပ်ဆောင်နေရရှိတယ်အဲဒေါ်လန်ပြည်သူတွေအနေနဲ့လည်းဇက်တိုက်ရောဒေါ်လန်တက်ဖွဲ့တွေပို့ပြီးတော့အောင်မြင်မှုတွေရနိုင်ဖို့အတွက်ကိုစ조사ပေးကြမယ်ဖြည့်ဆည်းပေးကြမယ်ဆိုရင်ကျွန်တော်တေချာပါအောင်မြင်မှုရမယ်ဆိုတာကိုပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်